ရန်ကုန်မိုးပြင်းအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတည်ဆောက်ဖို့ရန်ကုန်မိုးပြင်းအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းစီမံကိန်းဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီယုံကအောက်တိုဘာ20ရက်နေ့မှာထုတ်ပြန်ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှဖော်ပြထားပါတယ်။စစ်မှုဆောင်တွေအကြားချိတ်ဆက်မှုကောင်းစေဖို့အတွက်ပင်လယ်ကူးသမော့စိတ်ကန်းတွေ dry port တွေအခြေပြုမြို့သစ်တွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအဆင်ပြေချောမွေ့လာစေဖို့နိုင်ငံရဲ့စီးပွားရေးစင်ကြံလမ်းမကြီးတစ်ခုပေါ်ထွန်းလာစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ စီမံကိန်းဦးဆောင်ကော်မတီမှဆောက်လုပ်ရေးဝန်ကြီးကဥက္ကဋ္ဌအဖွဲ့ဝင်တွေအဖြစ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ပို့ဆောင်ဆက်သွယ်ရေးဒုတိယဝန်ကြီးဗဏ္ဍအခွန်ဒုတိယဝန်ကြီးနဲ့လျှက်စစ်စွမ်းအားဒုတိယဝန်ကြီးအတွင်ရေးမှုအဖြစ်ဆောက်လုပ်ရေးဒုတိယဝန်ကြီးကတာဝန်ယူသွားမှာပါဦးဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြတ်အမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတို့ဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လန်းတွေရဲ့လမ်းဥကြောင်းတွေကိုရှာဖွေဖော်ထုတ်သွားမှာပါဒါအပြင်စီမံကိန်းတစ်လျှောက်မှာပေါ်ထွက်လာမယ့်စက်မှုစုံတွေ logistic hub Driveport စိတ်ကမ်းတွေနဲ့အခြေပြုမျိုးသစ်တွေဖွံ့ဖြိုးလာစေအတွက်တက်ဆိုင်ရာဝန်ကြီးဌာနတွေအဖွဲ့အစည်းတွေတိုင်းဒေသကြီးအစိုးရအဖွဲ့တွေအကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်စီမံကိန်းမှာရင်းနှီးမြှုပ်နှံမှုတွေကိုဘတ်ဂျက်အသုံးပြုမှုအ ਨੇ ဆုံးကိုအခြေပြုပြီးပြီးသုံးလုံးစနစ်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပြီးရခိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်သွားမှာလည်းဖြစ်ပါရည် ဥဆောင်ကော်မတီအနေနဲ့စီမံကိန်းမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်သုံးစွဲရမယ့်ကိစ္စရပ်တွေအပါအဝင်အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ဆက်လျင်ပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူသွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ